ဒီအားလုံးပဲမင်္ဂလာပါကဲအားလုံးပဲ ကဲအားလုံးပဲเนาะလမ်းရလဲမကောင်းတဲ့ဈာတဲ့အာကျွန်တော်တို့ကမီးရလဲဖွင့်လို့မရဘူးเนาะအဲ့တော့လက်ရှိဖြစ်နေတဲ့ပြဿနာတွေကဘာတွေ ਨੇ တွတ်တူနေလဲဆိုတော့ကျွန်တော်တို့လက်ရှိစကားစဘက်ကလည်းကျွန်တော်တို့ပြည်သူလူထုကိုခြာနေတယ်လို့လက်ရှိ ကျွန်တော်တို့ဖြစ်နေတဲ့အခြေအနေတွေကိုပြန်တွက်ကြည့်ရင်အခုဆိုမန္တလေးမှာစရတယ်လက်ပေးလက်ယူပေါ့လက်ပေးလက်ယူဒါနေရာတိုင်းမှာရှိတဲ့ပြဿနာပါအဲမန္တလေးလို့ဒေသမျိုးမှာအဲမန္တလေးလို့ဒေသမျိုးမှာဘာကိုတွတ်တွေ့ရလဲဆိုတော့အခုတကောင်စင်းနေစစ်တယ်အဲ့မှာတကောင်စင်းနေစစ်ပြီးတော့ယောက်ျားလေးနှစ်ယောက်ရှိရင်တယောက်ကဒီမဲနိုင်ပြီးတော့ ဘလို့မှရှောင်းလည်းလို့မရဘူးပတ်စံပေးလို့လည်းမရဘူးနော်မန္တလေးမှာကြီးတာငယ်တာအရွယ်တာလက်တာမသိဘူးအဲလက်ရှိပြဿနာကတော့စကားစားဘက်ကရွေးကောက်ပွဲကိုလှုပ်ဖို့တော့ကိုစိုင်းပြင်နေတယ်အဲတော့ကျွန်တော်တို့တွေဘလို့ကြော်ဖြတ်ကြမလဲကျွန်တော်တို့ဘလို့ကြော်ဖြတ်ကြမလဲကျွန်တော်တို့လက်ရှိစကားစားဘက်ကလည်းနှီးမျိုးစုံနဲ့သူ့လူတွေကိုယ်တိုင်ဟို လက်ဘေးလက်ယူတွေရှိတယ်အာဂိလိုက်စားမှုတွေရှိတယ်ကျွန်တော်တို့တော်လိုင်းကြီးဘာကြောင့်မအောင်တာလဲဆိုလို့ရှိရင်ဘာကြောင့်နောက်နေတာလဲဆိုလို့ရှိရင်အခုဖြစ်နေတဲ့အခြေအနေတွေမိဘပြည်သူတွေပြောလာဆိုလာဝေဖန်လိုက်တာတွေ့တော့ကျွန်တော်ဝမ်းသာတယ်အဲအားလဲအားပေးတယ်ဂုံလဲဂုံယူတယ်နော်အရင်တော့ UNG ကိုပြောရင်ဖြစ်ကျွန်တော်တို့ကတခိုးဓမြဒလန်တွေဖြစ်ကုန်အောင်အဲဒီကနေစပြီးတော့အခုလူတွေအကြောက်တရားကင်းကင်းနဲ့ပြောလာတယ်ဆိုလာတယ်ပြောလာနိုင်တဲ့အပေါ်မှာလည်း ကျွန်တော်ဂုံယူတယ်ဆက်ပြောကြပါဒါပေမဲ့မှန်မှန်ကန်ကန်ဖြစ်ဖို့တော့အမှန်တန်ရေးကြည့်တယ်သူတို့ UNG မှာက သူရဲကောင်းတွေများတယ်သူရဲကောင်းတွေများတယ်မင်းအောင်လိုက်တော့မှအဲဘယ် PDF ဖွဲ့ဖို့တော့စိန်ခေါ်တယ်ဘယ်မှာတော့ထိုးစစ်ဆင်မယ်ဆိုပြီးတော့မင်းအောင်လိုက်ဘယ်တော့မှမပြောဘူး तू လောက်ဆရာရှိတဲ့အလုပ်ကိုရန်သူကပြပြတသားလုပ်သွားတယ်အသက်ကြီးတာငယ်တာ ဆင်းရဲတာချမ်းသာတာ तू စိတ်ဝင်စားဘူးအဓိကသူ့အပေါ်မှာအကြောက်တရားနဲ့သူ့အားကိုးချင်အောင်ဆိုတဲ့စိတ်နဲ့မင်းအောင်လည်းရက်ဆက်နေတာဒီလိုပဲသူ့လူတွေကလည်းသူ့ကိုမှီပြီးတော့အားကြီးလိုက်စားမှုတွေအများကြီးရှိတယ်အခုစစ်မှုမထမ်းမနေရကိစ္စမှာလက်ပေးလက်ယူတွေနဲ့ရှောင်ရှားခဲ့တဲ့လူတွေမိရေးနှခါနာနဲ့အခုမန္တလေးတိုင်းဒေသကြီးကစားပြီကျွန်တော်အများနဲ့ပြောခဲ့ပါတယ်ရန်ကုန်ရဲ့နေပြည်တော်ရဲ့မန္တလေးရဲ့ကြံရပြီဆိုတော့ စာကားစာရဲ့ရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်မှုတွေအားလုံးဒီအခုအကောင်တွေလက်တွေ့ဖော်လာပြီနိုင်ငံရေးမှာတိုက်ဆိုင်တာမရှိဘူးဆိုသလိုပဲအခုလက်ရှိကျွန်တော်တို့အဲပြည်တွင်းငြိမ်းချမ်းရေးအတွက်ဗိုလ်ချုပ်ရာပြည်ကိုဆွေးနွေးကြတယ်ပေါ့ဒါဘာကိုဥတည်ခြင်းလဲဆိုတော့သူတို့ကငြိမ်းချမ်းရေးကိုရှေ့ရှုပြီးတော့ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုကာကွယ်ခြင်းလို့တိုင်းပြည်ပျက်စီးမှာကြောက်လို့ ဆိုတော့ပုံစံမျိုးဒီနေ့ကလာတိတ်ခတ်ခဲအကြက်တဲနဲ့ပြည်သူလူထုမျောလင်းချက်တွေနဲ့အသက်ရှင်နေရတဲ့မွန်းချက်နေတဲ့လူတွေကျွန်တော်တို့ဆိုပို့ပြီးတော့တော်လိုင်းမလိမ်ဘူးကျွန်တော်ဖျားဆူရပါဆိုကျွန်တော်တော်လိုင်းအောင်ခြင်းလေအောင်ဖို့အတွက်လည်းကျွန်တော်စူးစမ်းနေတယ်တကယ်လည်းကျွန်တော်တို့အဲကျွန်တော်လိုက်လွင့်နေဆိုတာကတော့ဒါပြည်သူလူထုတွေအများအားစိတ်တပွားတစ်ခုလေးရအောင် အဲသူတို့ပြောရဲလားဆိုရဲလားဝေဖန်လာအောင်ဝေဖန်တက်အောင်ကျွန်တော်တို့ကလမ်းပြပေးတာအဲပြောလားဆိုလားကြတာအခုဆိုကြရင်တော်တော်များများလဲအဲတွေ့ရတယ်အဲဒီအတွက်လဲကျွန်တော်တို့ဂုံယူတယ်ကျွန်တော်တို့ကမှန်မှန်ကန်ကန်စောစောကျွန်တော်ပြောခဲ့မှန်မှန်ကန်ကန်ပြပြသားသားဆောင်ရွက်ဖို့အရေးကြီးတယ်ယနေ့တော်လန်ရေးသည် တိုင်းရင်သားပြည်သူလူထုတရက်လုံးရဲ့တော်လိုင်းကြီးတိုင်းရင်သားပြည်သူလူထုတရက်လုံးရဲ့တော်လိုင်းကြီးဖြစ်တယ် တိုင်းပြည်ရဲ့တိုင်းပြည်ရဲ့အနာဂတ်ဒီပြည်သူတွေရဲ့လက်ထဲမှာပဲရှိတယ်ဆိုတာကိုပြည်သူတွေကအာဏာပိုင်နေဖြစ်တယ်အချုပ်ချာအာဏာကပြည်သူလူထုကပေးမှရတာเนาะကျွန်တော်စကားတွေအများကြီးပြောခြင်းတယ်ကျွန်တော်မလည်ဘူးကျွန်တော်တို့တော်တော်စိတ်ကောလူရောကျွန်တော်တို့တော်တော်ပင်ပန်းတယ်အဲ့တော့ကျွန်တော်တို့ကတော်လန်ရေးကိုဘယ်လိုတွေလုပ်နေကြတာလဲဆိုတာခင်ဗျားတို့၃နှစ် လိမ့်နှစ်ပေါ့ကွာအခုဆိုလေးနှစ်လည်းကြောလာပြီပြည်သူလူထုတွေဘယ်လောက်ထိဒုက္ခတွေရောက်တယ်ပြည်သူလူထုတွေဘယ်လောက်ထိဒီဝမ်းနဲ့ကြေကွဲနေရတယ်ဆိုတာလည်းကျွန်တော်တို့ကိုချင်းစားတယ်အဲ့အတွက်လည်းကျွန်တော်တို့အတက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့ကြိုးစားနေတယ်စိတ်မပြတ်ကြပါနဲ့တော်လန်ရေးဒီကျွန်တော်တို့ကစနစ်တစ်ခုကိုပြောင်းလဲဖို့အတွက်စနစ်တစ်ခုစနစ်တစ်ခုကိုပြောင်းလဲဖို့အတွက်ကျွန်တော်တို့အားလုံးကြိုးစားနေတဲ့အချိန်မှာကိုကိုတိုင်ကအဲ့ဒီစနစ်ရဲ့သားကောင်းတွေမဖြစ်ဖို့အရေးကြီးတယ် ကျွန်တော်တို့ကစနစ်ရဲ့သားကောင်နေဖြစ်ခဲ့ပြီးပြီအဲ့ဒါဘာလဲဆိုရင်2020ရွေးကောက်ပွဲရလက်နဲ့အကျိုးဆက်ဒီအလားကျွန်တော်တို့တွေ NLD ပါတီမှတပါတခြားသောပါတီကိုမဲပေးပိုင်ခွင့်မရှိမဲပေးလို့မရဘူးဆိုတဲ့ပုံစံမျိုးပေါ့ဗျာကျွန်တော်တို့ပြည်သူလူထုတွေတွေးခဲ့ကြတယ်အမှန်အမှန်ဆိုတော့လေအဲဟုတ်တော့လေဟုတ်တယ်ဟုတ်တယ် NLD ပါတီကသာလဲအဲနိုင်ငံရေးဥဆောင်တဲ့လူတွေလို့တိုင်းရင်းသားခေါင်းဆောင်တွေပိုင်းကလည်း ဒါထင်မြင်ယူဆခဲ့တဲ့အပိုင်းတွေအများကြီးရှိခဲ့တယ်ကျွန်တော်တို့ကိုယ်တိုင်လည်းသိတယ်ဒါပေမဲ့ကရင်မှာလည်းရှိခဲ့တယ်ကချင်မှာလည်းရှိခဲ့တယ်ရှမ်းမှာလည်းရှိတယ်တနင်္ဂနွေလုံးမှာရှိခဲ့တယ်အခုလက်ရှိကျွန်တော်တို့ပြောပြမယ်ကျွန်တော်တို့ကရင်ကောင်းဆောင်ပိုင်းတွေမှာလည်းအဲမျောလင့်ချက်တွေအရင်တော့ရှိခဲ့ပူတယ်အဲ့တော့မဟုတ်လို့လည်းအဲကျွန်တော်တို့ဒီစစ်ပွဲကြီး27ရာစုရဲ့စစ်ပွဲကြီးကိုပြင်ဆင်ဆောင်ရွက်ခဲ့တာမရှိဘူးပြင်ဆင်ဆောင်ရွက်ခဲ့တာမရှိလို့တော်လိုင်းကြီးကတိုင်းရင်းသားတွေဘက်မှာအထာနေတယ် အထူးသဖြင့်ကျွန်တော်တို့တောင်ပိုင်းကိုအပြစ်ပြောတဲ့လူတွေကိုကျွန်တော်တခုပြောချင်တယ်ကျွန်တော်တို့ဘက်မှာမစုံတန်းခံစစ်နဲ့အသေးခံပြီးစစ်တိုက်တဲ့ကောင်လေးပဲစကားစားဘက်ကတကယ်အရေးချင်းရှိပြီးတော့စစ်တပ်အနည်းဆုံး2025နှစ်ရှိတဲ့ကောင်လေးပဲထားရတာအဲ့တော့တိုက်ရခတ်တယ်တိုက်ရခတ်တယ်ရန်သူကြောက်တာတောင်ပိုင်းလို့ကျွန်တော်ပြောခဲ့ပြီเนาะတောင်ပိုင်းမှာ view တွေရှိတယ် view 4ခုရှိတယ်အဲ့ view 4ခုကြာလို့ရှင်စကားစားစစ်ရှုံးပြီ ရခိုင်တတော် AA သည်2019ခုနှစ်ကစပြီးစစ်တိုက်လာတယ်2006 2009ကစပြီးတော့တိဆောက်ခဲ့တယ်ရခိုင်မှာအဖွဲ့အစည်းပေါင်း3ခုရှိတယ်အခုလက်ရှိစကားစားနဲ့ပေါင်းတဲ့ AMP ပါတီရဲ့ရခိုင်တတော် AA ULA AA ပေါ့နောက်ပြီးတော့ရခိုင်တတော်ထဲမှာရှိတယ်နောက်တော့တစ်ဖွဲ့ရှိသေးတယ်ဒါလည်းကျွန်တော်တို့ကအဲမပြောတော့ဘူးညာဒါပြောတော့အဖွဲ့အစည်းတွေကနေရာတိုင်းမှာများတယ်ကျွန်တော်တို့ပြည်သူလူထုကို10 20ခုစစ်စင်ရေးမှာ ပြည်သူလူထုတွေတောင်ပိုင်းမှာဘာလုပ်နေလဲတောင်ပိုင်းကဖားထီလို့ဖားရိုက်နေတယ်ဆိုတဲ့ကိစ္စတော့ကျွန်တော်တို့အမတန်ပြောကျင်တာခမရရှမ်းပြည်မြောက်ပိုင်းတခွင်ကိုခိုင်လောင်ကိုင်းနော်ချင်းရွှေဟောအဲဆောနာပြောတဲ့တိန်ဒီကျွန်တော်တို့အကုန်ရောက်ခဲ့ဘူးလေကျွန်တော်မှတ်တမ်းနေရှိပါတယ်ကျွန်တော်တခါညံ့ဓာတ်ပုံနေတင်ပါတယ်ကျွန်တော်တို့တွေမြောက်ပိုင်းမှာမြောက်ပိုင်းမှာကွမ်လွန်ဂိတ်ပေါ့ဗျာ ကွမ်လုံကိကတော့အဓိကမေးကွမ်လုံကွမ်လုံရှိမယ်ကွမ်လုံပြီးလို့ရှိရင်ကျွန်တော်တို့ဟိုးဘက်ကိုဆက်သွားရင်ချင်းရွှေဟော်လောင်ကိုင်းနောက်ပြီးတော့ဒီနမ်ဆန်တို့ဘာလို့ကျွန်တော်တို့ပြောချင်တာမြောက်ပိုင်းကဘာဖြစ်လို့နိုင်လဲဆိုရင်အဲ KIA မှာ KIA မှာ CDN ဝင်သွားတဲ့လေချောင်းရံကဦးစီးအရာရှိတယောက်ရှိပါတယ်တကယ်ပညာရှင်ပါဒါ UNG နဲ့အရင်ကပတ်ပတ်တက်တက်လှုပ်ခဲတဲ့အဖွဲ့အစည်းပေါ့ဗျာ နောက်ပိုင်းကျတော့ NUG ရဲ့လုပ်ပုံကင်ပုံလိန်နေတာတွေကိုသိတော့ကချင်ဘက်ကိုရောက်သွားတာဗမာဆိုတာလူမျိုးမြန်မာဆိုတာနိုင်ငံဗမာဆိုတာလူမျိုးမြန်မာဆိုတာနိုင်ငံအဲ့တော့မြန်မာနိုင်ငံသူနိုင်ငံသားဗမာနိုင်ငံသူနိုင်ငံသားဆိုတာမရှိဘူးဗာမီးဆိုတာက အင်္ဂလိပ်ကနယ်ချက်ကနေပြီးတော့သွေးခွဲခဲ့တာဗမာတွေသွေးအဲဗမာတွေအများစုအုပ်ချုပ်တဲ့ တိုင်းပြည်ပုံစံမျိုးဖြစ်နေတော့ဘာမီလို့ခေါ်တာဗောနော်မြန်မာလူမျိုးလားဗမာလူမျိုးလားဆိုတာအဲမြန်မာက၉မျိုးရှိတယ်အဲဗမာကတော့သူတို့ပြောတာဗမာဘရင်ဆိုတာမရှိဘူးမြန်မာဘရင်ဆိုတာပဲရှိတယ်ဗောနော်မြန်မာ၉မျိုးရှိတယ်တမိုင်းအကြောင်းအရပြောရင်တော့မြန်မာလူမျိုးပဲဗမာကတော့နိုင်ငံပေါ့ဗမာနိုင်ငံပေါ့နော်ဒါအင်္ဂလိပ်သတ်မှတ်ခဲ့တာဒါတွေကငင်းငင်းချက်တွေအများကြီးပါကျွန်တော်ကြော်ညာလာမဝင်နဲ့ကျွန်တော်စီအကြောင်းပြောပြမယ် ကျွန်တော်တို့ဒီကွမ်လုံမရောက်ခင်အာရွာနာမည်တော့မပြောတော့ပါဘူး WY ဆေးပြားဆိုတာလေတလုံး200ပဲရှိတယ်သုံးလုံးမှ900ပဲရှိတယ်အဲ့လောက်ပေါ်တာကျွန်တော်တို့မြောက်ပိုင်းမှာရှိတဲ့စစ်တပ်ကစစ်စင်ရေးမရှိလို့ပတ်စံရှာတဲ့စစ်တပ်တွေများတယ်အကျင့်ပြတ်ခြားစားမှုပေါ့ဗျာလာချိုးလို့မြို့မျိုးမှာမှာအဲပြည်သူစစ်ပေါင်း82ဖွဲ့ရှိတယ် အဲ့ဒီဆောင်းတော့ပြောဆိုရှမ်းပြည်တခွင်လုံးမှာဆိုပြည်သူစစ်အင်အားပေါင်းပေါ့ဗျအင်အားအင်အားနဲ့ဆိုင်အဖွဲ့အစည်းပေါင်းက188 8ပွဲတောင်ရှိတယ်ပြည်သူစစ်ပြည်သူစစ်เนาะရှမ်းပြည်တခုတည်းနဲ့ပြည်သူစစ်အဲ့ဒီကောင်တွေကဘာလို့လဲဆိုတော့ရက်ွက်ထဲမှာအဲ့ဒီအလောင်းကစားတွေမူရစီဝါတွေအဲကြက်တိုက်တွေဝိုင်းတွေမဲနှိုက်တဲ့ဝိုင်းတွေအများကြီးပါအဲ့တော့10 20ကောင်စစ်စင်ရေးသည်9နှစ်တာစီမံချက်နဲ့ရေးဆွဲခဲ့တဲ့စီမံချက်တခုဖြစ်တယ်အဲ့တော့10 20ကောင်စစ်စင်ရေးဘာလို့အောင်မြင်လဲဆိုတော့ ရန်သူကအလင်းကအင်အား1800ကျော်ကိုစစ်သုံးပန်းတွေကိုစကားစားပြန်လွှဲပေးတယ်တရုတ်ကလွှဲပေးပါဆိုတော့အဲ့ဒီအချိန်မှာနိုင်ငံတော်အဆင့်နဲ့အခုချိန်ကြီးအောင်စရာစစ်ကြောင်းဆိုတာလူမနေဥကြတယ်ကိုယ့်ဘက်ကလည်းကြတယ်